အားလုံးပဲမင်္ဂလာပါရှင်။တင်ကတုသမီ channel ကနေကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာဖတ်ပြပေးမယ့်စာအုပ်လေးကတော့ဆရာမခင်မျိုးချီရေးသားတဲ့ဆနလရာဒီပန်းများနဲ့ပွဲတော်များစာအုပ်ထဲကတတင်းကျွလမီထုံးပွဲတော်ရဲ့အကြောင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်။ဆရာမကလတ်တလာချင်းစီရဲ့အစာမှာဖို့သူတော်ဦးမင်းရေးသားတဲ့ကပြားလေးတွေနဲ့ချစ်စပွဲစတင်ထားပါတယ်။ တည်င်းကျိုးလာပွဲကြာငားညီကြိုင်သိန်းလိုလျံဝင်းနဲ့ပြောင်းထိန်ွှေနှန်းတောင်တော်ဦးမာလာကုံမျိုးမြင့်မူမီကြီးတဲ့ခါချိန်ရှစ်ကိုငယ်နေတုံးကြိုင်လိုပြောင်းသက္ကဆာဂါရဝါနဲ့စင်အလာပူဇော်ပွဲကိုခဲကြပြီးတောင်းတည်င်းကျိုးလာမိချုံပွဲတော်မြန်မာပြက်ကလေးမှာနလာမြောက်ဖြစ်သောတရင်ကြလာသည်ဝါရင်းကာလအဆုံးသက်ကာလဖြစ်သည် မိုးရိပ်တရိပ်တို့ဖဲခွာ၍ကောင်းကင်ယံသည်ကြည်လင်ဝင်းပါနေလေပြီ။နေရောင်ကြီးသည် အခုပင်ချီးနှင်းဝင်ရောက်လာလေပြီ။တူတောင်းစွာသတ်မှတ်ထားသောတိကျသောအချိန်အပိုင်းအခြားအားဖြင့်ဝါရင်းကာလသည်လေးလံထိုင်းမိုင်းသည်မိုးရီကာလနှင့်အတူရှိနေရာမှပျော်ရွှင်စရာပွဲတော်များအဖြစ်ပြောင်းလဲလိုက်ပေပြီး တားမြင်ပိတ်ပင်ထားသောမင်္ဂလာပွဲတို့သည်ဗိတ်သိက်ပန်းတွင်ကြာပန်းကြာခိုင်ရနန်းတို့တင်းထုံစွာဖြင့်ကျင်းပဝင်ရလေပြီဖြစ်လေသည်ပလွေတန်စောင်းတန်တို့၏ကြည်နူးတိမ်မွေးသောဂီတတန်တို့သည် ပြန့်လွင်ကုန်လေပြီမီးထုံပွဲတော်ဟူ၍လာပြင်းနေမတိုင်းမီတရက်လာပြင်းနေတရက်နှင့်လာပြင်းကျော်တရက်ဟူ၍သုံးရက်တာတွင် တေးဂီတအကားများဖြင့်ပျော်ရွှင်ပွဲကုန်လွန်ရသည် မြတ်စွာဘုရား၏တရားဒေသနာတော်တို့ကိုဝါတွင်ကာလာတွင်မြတ်ဒီဝါတရားတို့ကိုဟောကြားလမ်းညွန်ပြီးကောင်းကင်ယံမှပြန်လည်ကြွမြန်လာသော အမတ်တရားနေထူးနေမြန်အဖြစ်မိထွန်းညိပူဇော်ကြခြင်းဖြစ်သည်သူနတ်သားနတ်သမီးတို့တဲ့တွင်မြတ်စွာဘုရား၏မေတော်ဟောင်းသည်နတ်ဘုံနတ်နန်းတွင်ပြန်လည်မွေးဖွားခဲ့သူအဖြစ်ရှိနေပေသည် သတင်းကြိုလာပြင်းနေသည်ကမြတ်စွာဘုရားကလူပြည်လူရာတို့ဆင်းလာခဲ့သောနေသူနေမြတ်ဖြစ်သည်မြတ်စွာဘုရားနှင့်နောက်လိုက်နောက်ပါတို့ကို ကောင်းကင်ယံဤဧည့်သည်တော်များအဖြစ်နတ်သားနတ်သမီးတို့ကတောက်ပနှင်းလက်သောကျေတာယာများဖြင့်လန်းခင်းပေးကြသည်ကဘာလူသားတို့သည်လည်းမြတ်စွာဘုရားနှင့်ရဟန်းတန်ဃာတော်တို့ပြန်လဲကြွမြန်းလာသည်ကိုမိမိတို့နေအိမ်လမ်းများတွင်မိအောင်ကြီးများထုံနေ၍ကြိုးဆိုကြလေသည် အမှတ်တရနေ့ကလာပြင်းနေ့တရက်ထဲဖြစ်လင်းကစားထို့အဖြစ်အပျက်ကိုကျင်းပသောမြမရိုးရွာအဖြစ်လာပြင်းနေ့မတိုင်မီထိုနေ့ကိုကြိုဆိုလိုက်သောတရက်တကယ့်တရဝင်းရက်တရက်နေ့ထိုရက်ပြီးနောက်တရက်တို့ကို စီကားတိုင်းမြိုင်စွာကျင်းပကြသည်ကိုတွေ့ရသည် ထို့ကြောင့်ပွဲတော်၃ရက်သည် တရက်ထဲကိုကိုစားပြုပေသည်ပျော်တတ်သူမြမလူမျိုးတွေအတွက်ရက်များသွားလေပိုပျော်စရာကောင်းလေဖြစ်သည် လမ်းများအိမ်များအဆောက်အုံများတွင်အယောင်အသွေးစုံသောလျှက်စင်မီးသီးလေးများကို ကျိုးများဖြင့်ချီနှောင်အလှဆင်ထားကြ၍မီးရောင်စုံတောက်ပါလျက်ရှိသည် မြို့ငယ်တောရွာများတွင်မီးထုံပွဲကျင်းပကြသော ပုံစံမှာချီတဲ့အဝိစားတို့ကိုနှမ်းစီအပြည့်ဖြည့်ထားသော မြေဦးများတွင်နှစ်ဝင်အောင်နှစ်ထားပြီးမီးထုံညီပူဇော်ထားသောစီမီးပူဇော်ပွဲဖြစ်ပါသည်ထိုစီမီးရောင်ကြီးပြားလျက်ရှိသော မြေဦးများကို ားစင်းကြံအထင်များတွင်ထရှိသည်ထိုးစီးမီးရောင်စွမ်းပကားသည်ဖျောင်းနိုင်များထက်ကြကြခံလေသည် ပြောင်းလင်ကျွန်းလူးနေသော စီးမီးရောင်လျံသည်ငွေသားပမာရှိသောလားပြေဝုံဤရုပ်ပုံကားချက်စီသို့သူဤထူးခြားစမ်းကြဲသောအလားဖြင့်ချင်းချင်းဝင်ရောက်လာသည် ထိုကဲ့သို့သောစံပြသည့်အလင်းရောင်တို့ကိုတခါတရံတွင်ရန်ကုန်မြို့ကြီးကဖျားများပေါ်တွင်မြင်တွေ့နိုင်သည်မြတ်စွာဘုရားနတ်ဘုံနန်းနန်းမှဆင်းသက်လာပုံကို ပကြီကားချက်များပိုစတာများဆေးရောင်ကျဲစွာရံများဖြင့်ဖန်တီး၍လမ်းများပြားပလဝန်များတွင်ဝေဝေဆာဆာခင်းကျင်းတရုပ်ပေါ်ထားသည်ထိုတရုပ်ပေါ်မှုတွင် စီမီပူဇော်ဝဲလဲပါဝင်ပါသည် ထိုသတင်းကြိုလာပြီးနေကိုတာဝရင်သာပွဲတော်ဟုလည်းခေါ်ဝေါ်ကြသည်တာဝရင်သာဟုသည်မြတ်စွာဘုရားဝါရင်းကာလပလုံသတင်းသုံးခဲ့ရာနတ်ဘုံနန်းနန်းဖြစ်သည်သတင်းကြိုလာသည် ပျော်ပွဲရှင်ပွဲရာသီတစ်ခုတည်းမဟုတ်ဘဲမိမိတို့ဤကျေးဇူးရှင်များကိုကျေးဇူးဆပ်ဖို့ရာ ရှ िख ိုးပူဇော်ဖို့ရာတတိယစေသောအချိန်အခါလေးဖြစ်သည်မြတ်စွာဘုရားနတ်ဘုံနန်းနန်းတို့ခြေချခြင်းသည်ဘဝပေါင်းများစွာဆင်းရဲဒုက္ခခံခဲ့ရှာဖွေခဲ့သောသစ္စာလေးပါးကို မွေးမြေတော်ဟောင်းအားဟောကြားခြင်းအမှုကိုပြု၍ကျေးဇူးဆပ်ခြင်းဖြစ်ပါသည် ဤအမှုသည်ကျေးဇူးတရားတော်ကိုပေးဆက်ခြင်းမြည်၍အလုံးစုံသောသူများအကြားနမူနာပင်ဖြစ်သည်မြတ်စွာဘုရားပြုခဲ့သောဝါရင်း၃ကာလပလုံဟောကြားတော်မူခဲ့သောအဘိဓမ္မာတရားတော်မြတ်ကအဆုံးမထင်နိုင် မနိုင်ရှင်နိုင်လောက်အောင်ကြီးမြတ်လာသည်ဖြစ်၍ဂရေပေါင်း၈၀၀၀တော်နတ်မြမအပေါင်းတို့သစ္စာလေးပါးတရားသည်မြင်ကျွတ်တန်းဝင်ကြကုန်ပြီးမေရောတန်တို့တိတာနတ်သားသည်လည်းတောတာပရိဖို၌တည်လေသည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သော တရားတော်အရာဖရာတရားတန်ခါမိပါဆရာတိဟူသောအနန္တောနန္ဒာငါးပါးဟူ၍ရှိသည်တတိယကျောရာသီတွင်ဗုဒ္ဓဘာသာဝင်များသည်မိပါဆရာလူကြီးသူမှ မိတ်ဆွေရင်ချာတို့ထံလှည့်လည်၍ရိုသေတမှုပြုကြကုန်သည် အုံပွဲငပြောပွဲတတိပန်းမှန်ပါဝင်သောမြမရိုးရာကတော့ပွဲဒီကရိုသေးလေးမြတ်ပူဇော်ခြင်းဤတင်ကေတာတစ်ခုပင်ဖြစ်ပေသည် မိမိတို့နေအိမ်တိုက်တာများတွင် နေထိုင်ရင်းလူငယ်လူရယ်များဤရှ िख ိုးကတော်ချင်းကိုလက်ခံကြရသော လူကြီးသူမများအတွက်ဤသည်ကတမယိုးကြဖြစ်သည်တခါတရံတွင်အခွဲအစည်းလိုက်စူပေါင်းကတော်ပွဲများအဖြစ်ကျင်းပကြတော်လဲ၎င်းသည် လူကြီးသူမများကိုအိမ်တန်ရာရောက်ကတော်ချင်းကို ထိခိုက်ခြင်းမရှိပါကြ။အိမ်တန်ရာရောက်ကတော်ချင်းသည်မိသားစုဆံပြီးတရင်တနည်းရှိုံသားမကကျေနပ်စပွဲကောင်းပါသည်။ တည်င်းကျုပ်ပွဲတွင်တတိယမြောက်ရက်တွင်လူငယ်လူရွယ်ကလေးတငယ်တို့ကမိမိတို့ကတော့လူရနေအိမ်များထံလှည့်လည်ရင်တကားခောက်ကြကုန်သည်အိမ်များကလည်းထိုသူတို့အတွက်တကားမရှိဒါမရှိပင်ဖြစ်ပေသည်လူကြီးသူမများကငယ်ရွယ်သူတို့အတွက်စားစရာတောက်စရာများဖြင့်အစင်းသင့်ကြိုးစိုးနေသည်ကလေးငယ်တို့အတွက်ကြားလုံးများမုတ်ဖိုးများပေးဝေကြသည် လူငယ်လူရွယ်များကဖျောင်းနိုင်များမုတ်ပဲတရေစားများကိတ်မုံများယူလာကြပြီးထိုကတော့ပစ္စည်းများကမပါမနေရမဟုတ်ပါရိုသေလေးမြတ်ဒုတုကတော်ချင်းဖြင့်ပြည့်စုံပြီဖြစ်သည် ကတော့ဟူသောစကလုံးသည်မြမလူနေမှုဘဝတွင်နေ့စဉ်သုံးစကလုံးဖြစ်သည်မယုံမသိမရင်မကြေးပြောရတော့မည်ဆိုလျင်ကတော့ဟူသောစကလုံးနှင့်တွဲပြီးပြောလိုက်ရလေသည်ထိုစကလုံးကိုပင်တစုံတယောက်နှင့်ဝန်တိုင်းမိသည့်အခါသူများခြေထောက်ပေါ်တန်နေမိသည့်အခါတို့တွင်တောင်းပန်စကားအဖြစ်အသုံးပြုကြသည်ထိုတို့သောအခြေအနေမျိုးအတွက် sorry ဟူသောအတိတ်ပဲသူစကလုံးရှိ냐တော်လဲပုံ၍လေးနက်သောခံစားမှုပါဝင်နေပေသည် တယောက်ယောက်သပင်ပေါ်တွင်အမိုက်များတင်နေသည်ကိုဖယ်ပေးရတော့မည်ဆိုလျင်ကတော်ဟူသောစကလုံးကို အရင်မပြောဘဲသူများဥကောင်းကိုထိလီမရှိပါထိုသူသည်ကိုထက်ကြီးသည်ဖြစ်စေငယ်သည်ဖြစ်စေတသဘောတည်းပဲဖြစ်သည်လူနှင့်အခြားသောတရှိတရဝါတို့သည်မွေးဖွားတည်ဆုံတွေ့ဆုံကြုံတွင်ဖြစ်စဉ်တန်တရားစဝိုင်းထဲတွင်နေထိုင်ကြရင်တအူးနှင့်တအူးချစ်ခင်စွာတုံမဟုံမုံတီးစွာဆက်ဆံနေကြရဝဲ မြန်မာဗုဒ္ဓဘာသာဝင်တို့လက်ခံယုံကြည်ကြသော ကတော်ချင်းအလီအထသည်အမြင့်တွယ်ရှင်သန်လျက်ရှိပါသည်တို့ဖြစ်၍ယခုမျက်မှောက်ဘဝတွင်တွေ့ကြုံစုံကွဲကြားတော်သူများကြားတွင်ချစ်ခင်တနာကျင်နာခြင်းများရှိနိုင်သလိုကြံလိုမုန်တီးမှုများလည်းရှိနိုင်သည်မပြီးဆုံးနိုင်သည့်တန်တရာဆဝိုင်းခရီးစဉ်တွင်မှားရင်သောအပြုအမူများသည်တမင်တကာဖြစ်စေ မရည်ရွယ်ပဲဖြစ်စေပြုမှုမိသွားနိုင်သည်ဗုဒ္ဓဘာသာဝင်တို့၏ မိဘဆရာသမားလူကြီးသူမတို့အားကတော်လိုက်ခြင်းသည်ကျေးဇူးတရားကိုပေးဆက်ခြင်းတည်းဟူသော ရိုသေလေးစားမှုတစ်ခုတည်းသာမကဟိုအရင်ဘဝဘဝပေါင်းများစွာကပြုခဲ့မိသောမကောင်းမှုတို့ကိုတောင်းပန်အပ်ပါသည်ဟူသောသဘောတရားများပါအကျွမ်းဝင်နေသည် ငယ်ရွယ်သူများထံမှကတော်ချင်းကိုခံယူရသော လူကြီးသူများတို့သည်ပင်သူတို့ပြုခဲ့မိသောမကောင်းမှု သူတပားအပေါ်ထိခိုက်နှနာသွားစေသောအမှုတို့အတွက် တောင်းပန်သမှုတပြန်ပြုကြရပြန်သည်ဤသို့သောတုံ့ပြန်၍အပြန်အလှန်ပြုကြသော အမှုကိုသင်ပုံးချေသည်ဟုခေါ်သည်ခိုက်ရန်ရန်ညှိုးပွဲမှုများရပ်တန့်၍မိတ်ဆွေကောင်းများဖြစ်ကြပါစို့ဟုဆိုရပေမည် ထိုတင်မုံချေသည့်အမှုပြီးသွားပြီးနောက်မိတ်ဆွေရောင်းရင်ဆွေမျိုးရင်းချာတို့သည်ချစ်ချင်းတရားနှင့်တနာကျင်နာမှုတို့ဖြင့်ပြည့်စုံသောဖြူစင်တန်ရှင်းသည့်လမ်းကို စတင်ရှောင်လန်းကြပေသည်ယိုဒီလေးမြစွာရှိခိုးကတော်ချင်းများကိုကြောင်းများတွင်စီမံကုကွဲရည်ခြင်းပါသည် အနန္တောနန္ဒာ၅ပါးတွင်တပါးပါဝင်ဖြစ်သောဆရာသမားများကိုရိုသေလေးစားခြင်းအမှုသည်ပြုမြဲဓမ္မတာဖြစ်ပေသည်မြတ်စွာဘုရား၏ပုံတို့ပတ်စာများကို ော်ကျူးပြတာလမ်းညွန်ပြတော့ဆရာဆရာမတို့ဤကောင်းသောဩဇာတက်ရောက်မှုသည် သူတို့ဤတပြည်များအပေါ် လွှမ်းမိုးလိုက်သည်မှာတိုင်းပြည်အုပ်ချုပ်မင်းလုံသောဘရင်များဖြစ်လာကြသည်ကိုပင်ထီရောက်နေသည်မြတ်စွာဘုရားပရိနိဗ္ဗာန်ပြုပြီးနောက်အိန္ဒိယဘရင်များသည်မြတ်စွာဘုရားဤတတ်တော်မူတော်များကိုချားထိုက်သည့်ဝေစုများခွဲဝေရေးအတွက်စီဝေကြကုန်သည် ်တရဖူရှင် ရွှေရှင်ဘီရင်များကြကြနာနာစီဝေးတယောက်ကြပုံကခြေနရင်တက်မြင်းတက်လဲတက်စင်တက်သည်ဟူသောစည်ရင်းစရာလေးပါတို့ဖြစ်ဖြစ်သည်ဒါလန်ဒိုင်းများနေရောင်ကြီးအောက်ဝဲလောင်ကျွမ်းတောက်ပါနေပုံကကာကျိုးတန်စာပလာဆင်းရင်ထားသည်စင်မြင်းများစင်များသူတို့ခြေပနောင်များကို စိတ်မရှိစွာမြေကြီးကိုထိုးဆွပြီးတကယ်တို့တိုက်ပွဲအတွက်စာလောင်စာဆောင်ဆိုင်နေကြသည် မိသူသည်မြတ်စွာဘုရား၏တတ်တော်မွေတော်တို့ညီ၍ညီမြရတဲ့သည်ဟုငင်းခုံပွဲကြီးစားလေပြီစိတ်အားတကြွမှုများဒေါသတန်များသည်လေးလိုင်းကြောဝဲအုံကြွလာပြီးစစ်တရေကောင်းများ၏သူတို့၏စလန့်နှံများကလည်းတချွန်ချွန်မြင်နေလေသည်စစ်မြင်းဟိတန်ခြေဆွာတန်စင်များ၏ကြောက်မွက်ပွဲတွန်ကျူးတန်တို့လွှမ်းမိုးကုန်နေပြီစစ်သွေးများစုပွက်ကတလောကလုံးဖျူဖျဲဖြစ်လေသည် ဤသို့သောကြောက်လန့်စရာအချိန်ဝယ်အာလုံတိတ်ကြလောဟူသောဩဇာပြေဝါသောအတန်တတန်သည်ရှင်ញံနေသောအတန်များပေါ်ဝဲထွက်ပေါ်လာလေသည်ဘယင်များသည်သူတို့အကြွအလုံးရင်းဤကျွမ်းဝင်နေသော သူတို့ကို အမိန်ပေးဝန်သောအတန်ပိုင်ရှင်ရှိရာသို့ဥကောင်းများလှည့်ကြည့်မိလေသည် သူတို့ចောင်းသားဘဝကမင်းသားအတတ်ပညာများကိုတင် जा ပေးခဲ့သူသူတို့ဤဆရာ သခင်ဒေါနာပုံနာပင်ဖြစ်သည် ထိုအခိုက်အတန့်၌တိတ်ဆိတ်မှုသည်သာ ရှိပေတော်သည်။ဘရင်များသည် သူတို့၏ဆရာဖြစ်ခဲ့ဘူးသူ၏ရှေဝဲဥကောင်းတို့ကိုညှစ်ကုံကြလေသည်။မကြေမနက်မကြေမလည်စကလုံးများများစွာမပါဘဲဒေါနာပုံနာပေးဝေလိုက်သောမြတ်စွာဘုရား၏ဓာတ်တော်မွေတော်ဝေစုတို့ကိုလက်ခံ၍ငြင်းကြစွာထွက်ခွာသွားကြလေတော်သည်။ ဤဒီကယိုသေးထိုက်တော်သူများကိုယိုသေးခြင်းနှင့်ကျေးဇူးရှိတော်သူများအပေါ်အောက်မေ့တတိယခြင်းတည်ဟူသောတရင်ကြိုရာသည်ဤဝိသေးတာပင် ဖြစ်ပါတော်သည်ဒီကနေ့တော့ကတော့ဒီလောက်ပါပဲရှင်နောက်နေ့နောက်နေ့တွေမှာလည်းပို့ပြီးတော့စိတ်ဝင်စားဖွယ်ရာကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်ကျမတို့ရဲ့ Thank you to the channel လေးကနေပရိသတ်များအတွက် ုတရတရဝဲရစာအုပ်စာပေတွေကိုနေ့စဉ်ဖတ်ရှုပေးလျက်ရှိပါတယ်။ဒါကြောင့်မို့ကျမတို့ရဲ့ channel လေးကို like ကန် subscribe ပြုလုပ်ထားပေးဖို့တောင်းဆိုပါစေရှင်။နားတော်တာဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။